ညီကလို့မင်္ဂလာပါနော်ကျွန်တော်ဒီနေ့ gear ပေါက်လုံးတာကိုညီကတို့ကျွန်တော်ပြောပြပါမယ်အသေးစိတ်125ဘိန်းညီရော1ဒန်းညီရောကျွန်တော်အတူတူပါပဲနော်တရုတ်ဘိန်းညီကျွန်တော်နံပါတ်2ပင်နေအောင်တက်လိုက်မယ်နော်နံပါတ်2ပင်နေမှာကျွန်တော်ငုတ်ကလေးပါတဲ့ကောင်းအောင်ကျွန်တော်တို့အပေါ်ဝါထားပြီးတော့ထည့်လိုက်မယ်နော်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ washer တစ်ခွင်းထည့်မယ်နော်အဲသူက washer မတူရင်တော့ဟိုဘက်ဆက်မှာဆိုရင်တော့မတူရင်တော့ထည့်လို့မရဘူးပေါ့ဗျာနော် အဲ့တော့မားစရာမရှိဘူးเนาะကျွန်တော်ကလစ်ခွင်းလေးထည့်မယ်เนาะလစ်ခွင်းလေးကိုတိချပေါ့ဗျာเนาะသူကီးလိုင်းလေးအောက်ဆုံးမှာကီးလိုင်းလေးရှိရယ်เนาะအဲ့ကီးလိုင်းလေးမှာကျွန်တော်ထည့်လိုက်မယ်တချို့ဝါရှာအထူပါတဲ့ကောင်တွေရှိရယ်တချို့ဘိန်းနေရာဆရာအထူမပါဘူးအထူမပါတဲ့ကောင်ကြတော့ကျွန်တော်တို့အောက်မှာလွတ်မလွတ်လို့တိချကြည့်ပြီးတော့ညီကိုတို့ထည့်ပါเนาะ ။တချို့အထူရာကြတော့ကျွန်တော်အပေါ်မှာသုံးတဲ့ကောင်ကြီးရှိရလေနော်။အားကြောင့်မလို့ပါ။ဒါကတော့လုံးနေပင်ကတစည်းနဲ့တစည်းမတူဘူးဆိုလေနော်။3ပင်နေရတက်မှာ3ပင်နေရအောက်ကပူလေးပါတဲ့ကောင်နဲ့ချိန်မှာဆိုတော့နော်။3ပင်နေရနဲ့နော်။အမှပူလေးပါတဲ့ကောင်နဲ့ချိန်မှာနော်။အဲ့နားလေးမှာကျွန်တော်ခွားချိတ်တွေဟာပါတယ်နော်3ပင်နေရ။ထည့်ရမယ်နော်ထည့်ယူသွားပြီဆိုရင်ကျွန်တော်တို့ ကလစ်ကွင်းကြိုက်မနော်ကလစ်ကွင်းလေးထည့်မနော်အဲကလစ်ကွင်းထည့်ပြီးရတယ်ကျွန်တော်တို့ကအဲ့ပုံမှာကျွန်တော်တို့ကဝါရှာလေးတစ်ခွင်းပါမယ်နော်ကျွန်တော်အောက်မှာထည့်လို့ဝါရှာလေးပဲနော်အဲဝါရှာလေးတစ်ခွင်းနော်အဲ့ဝါရှာလေးကျွန်တော်အဖိုးဆုံးကထည့်လိုက်မယ်နော်ထည့်ပြီးကြာပြီဆိုရင်တော့ကျွန်တော်နံပါတ်4ပင်နီယံလေးတက်လိုက်ရုံပါမယ်နော်ကျွန်တော်တို့ gear box ပင်နီယံလေးတွေကတေချာအသေးစိတ်ကြည့်မယ်ဆိုရင်တော့လွယ်လွယ်လေးပါနော် တင်းတော့ခတ်မှာပေါ့ဗျာနော်ညတို့ तू อ่ะအပေါ်ကနေအဲ့လိုမျိုးသွားမထည့်နေဗျာနော်အောက်မှာ तू အရာလေးထည့်လို့ထည့်ဖို့တော့နော်အရာလေးပါတယ်အဲ့တော့じゃကျွန်တော်အဲ့အရာလေးတိုင်းပဲကျွန်တော်ထည့်မယ်နော်ထည့်ပြီးသွားပြီဆိုရင်တော့ဒီကျွန်တော်တို့ Copenian ချက်ကတော့ကျွန်တော်ပြီးသွားရင်နော် Support Gas ချက်လုံးမယ်ဗျာနော်ပါလာနော်ကျွန်တော်တို့ ဝါရှာတခွင်းကိုအရင်ထည့်လိုက်တယ်နော်ဝါရှာတခွင်းထည့်ပြီးရတယ်ကျွန်တော်တို့ကလစ်လေးကုတ်မယ်နော်ဒီကောင်းမှကြမတူဘူးနော်ကျွန်တော်တို့ဝါရှာကိုအရင်ထည့်ရနော်ဝါရှာထည့်မှကလစ်ကလေးကုတ်မယ်အင်းကလစ်ကလေးကုတ်မယ်ကလစ်ကုတ်ပြီးရင် ကျွန်တော်ခွားချိတ်တယ်နော်ဒီကောင်မှာကျတော့ဒူးပင်နေရထည့်မယ်နော်ပြီးရင်ကျွန်တော်တို့ကလစ်ကလေးပြန်ကုန်မယ်နော်သူ့ရဲ့ line လေးနေရာလေးပါနော်သူကကစားဖို့နေရာတစ်ခါချုပ်ထားတဲ့သဘောလေးပေါ့ဗျာနော်ပြီးတော့ item မှာကျွန်တော်တို့ဖောင်းလေးထည့်မယ်နော်ဖောင်းထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ နံပါတ်1ပေါ့ဗျာနော်နံပါတ်1ကိုနံပါတ်1ကိုကျွန်တော်တို့အမှသူကမှောက်ထဲတာနဲ့ဟိုအနေရှိရနော်မှောက်ပြီးတော့မထင်းနေနော်အပေါ်လေးကိုသူကဟိုပြောမယ်ဆိုရင်အောက်ကနေချက်ချင်းချိန်အောင်လို့နော်အဲ့မှာဝါရှာတခွင်းပါမယ်နော်အဲ့ဝါရှာပလိန်အဲ့ဝါရှာလေးကပလိန်နော်ပြီးရင်ကျွန်တော်တို့ဝါရှာတခွင်းထည့်မယ်နော်ဒီဘက်က3ပြင်း3ပြင်းရန်တမ်းမယ်နော်3ပြင်းရန်တစ်ဖက်ကပြောင်းအပြောင်းလေးနော်တစ်ဖက်ကချိန်ချိန်ဖို့အတွက်ပါနော် အဲ့လေကျွန်တော်မှားတဲ့အကြောင်းမရှိဘူးဆိုတော့သူ့ရဲ့ပုံမှန်ကျွန်တော်ဝါရှာလေးတစ်ခွင်းထည့်မယ်နော်ထည့်ယူကြပြီဆိုရင်နံပါတ်4ပင်နီယာလေးတက်မယ်နော်သူ့ရဲ့ပုံမှန်ကျွန်တော်တို့ကလစ်ခွင်းပါမယ်ပြီးရချင်းညအမကလစ်ခွင်းလေးနဲ့တစ်ခါထောက်ပြီးရချင်းညမှာကျွန်တော်တို့အပေါ်ကနေပြီးတော့ကျွန်တော်ဝါလေးထည့်လိုက်ရမယ်နော်ဝါရှာပြားလေးနော်ဝါရှာပြားလေးကွက်တီပဲနော်အဲ့ပုံစံလေးကျွန်တော်ချိတ်လိုက်မယ်နော်နောက်ခုချိတ်ကြည့်လိုက် အဲအဲ့ပုံစံလေးဖြစ်မယ်နော်အဲ့ပုံစံလေးဖြစ်ပြီးဆိုတော့ကျွန်တော်ခွာထည့်တဲ့ချိန်ကြရလဲမှာခွာအောက်ဟိုဘက်ဘောရနော် gear position ခွာကြတော့ကျွန်တော်တို့ spoke cast ချက်